ခုမှရစေဘို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောမကြံခဲ့တဲ့ကြောင်းလာနေရပထူတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်လာပါဘာလို့လဲအော်ကျောင်းဆက်လာလို့ဖြစ်နေအော်သားတို့တန်းနေရရောတည်သွားတဲ့လူရှိလားရှိတာရှိတယ်ဘယ်နားမှာထိုင်လာတော့ तू อ่ะရှေ့တန်းကုန်မှာရှေ့တန်းကုန်မှာထိုင်လာမင်းကလေးလာယောက်ျားလေးလားဟုတ်တယ်เนาะအန်တီလဲတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတ ကဲတော့အားလုံးသိကြတဲ့အတိုင်းပါပဲမနေ့ကမေလ12ရက်နေ့မနက်10:00နာရီဝန်းကျင်လောက်ကတော့ဖြစ်ပျက်သွားခဲ့တဲ့ဒီဒီပင်းမျိုးနယ်ထဲကအိုထိန်တွင်းရဘုံကျဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒေသခံအမျိုးသားတအူပြောပြထားတာလေးကိုကျွန်တော်အရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်ဆိုင်ဒီရွာကလေးတွေယူလာအကုန်လုံးကဒီရွာကလေးတွေယူလာကြတာ ူက40ကျော်50ဝန်းကျင်တိကိုထိခိုက်ခဲ့တာဖြစ်တဲ့တို့ပေါ့နော်နောက်တစ်ခုကတချို့ကလေးတွေကဘယ်သူပဲဝါဆိုတာမျိုးတော့မတိရတော့အောင်အသားစားတွေကပြန့်နှံ့နေတာဖြစ်တဲ့တို့ဒီဒီဆုံးမနပတ်သက်လို့ကျတို့လက်တော်မှာတော့ဒီလိုမရလေဝသေးသေးပေါ့နော်အဲ့လိုမရနိုင်ဘူးဖြစ်နေတယ်မြတ်တချို့တဲ့ဒီအကြီးကတန်ရရတွေကစေယုံစေကံသွားနေရတာတွေရှိတယ်ဗျာအဲ့ဒါကိုကျွန်တော်ပြောချင်တာကဒီလိုမျိုး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 ကျွန်တော်ပြောချင်တာကဒီလို အတော်လိုက်ကာလမှာတော့ဒီစာတင်ကြောင်းတော်တော်များများပြည်ကြီးစနစ်ကကျွတ်တူဒီအဲအဆင်ပြေသလိုသင်ရတဲ့နေတာမှရှိတယ်ကွနော်အဒီပုံမှာတော့တပတ်ကစစ်ကောင်စီရဲ့အနေဦးကြီးကိုအာနမိတ်တကောက်တက်မယ်ပေါ့ဗျာပြောချင်တာကတော့ကျွတ်တူဆိုလိုချင်တဲ့တိပိကတော့အဲ့လိုမတက်စေချင်ဘူးဗျာကျွတ်သာပြည်သူတွေဖြစ်တယ်ပြည်သူရဲ့တာသမီတွေဖြစ်တယ်ပြည်ကြီးမှာတင်နေတဲ့ចောင်းသားចောင်းသူတွေဖြစ်တယ်အဲ့တော့ဒီစာတင်ကြောင်းဘုံကျဲခံရပြီးတော့ဖြစ်ပြသွားတာတွေကတော့အလုံးတွေးကြတဲ့အတိုင်းပါပဲเนาะ အဲ့ဒါကိုဟိုဘတ်အောက်တန်ဆာရက်ကွာဒီဒဇင်ဦးဆိုတဲ့ဖာတယ်မနဲ့ဟိုကောင်ခွေးတရောင်စားကျော်စိုးဦးဆိုတဲ့ကောင်တွေကဘလို့ဒီဖာချင်းဖာချန်နဲ့အောက်တန်ဆာစကားတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ဒီမှာတခါလေးကျွန်တော်ပြောသွားအောင်ပေါ့နော်တချို့ညီကိုမောင်နှမတွေကဒါကျွန်တော်လာပြောကြအောင်ပဲဘာလို့ဒီကောင်တွေကောင်မတွေရဲ့ပေါလို့ပဲစားပြောတာတွေကိုအရေးတကြီးအဖက်လောက်ပြီးတော့တင်ပေးရလဲဆိုပြီးတော့ပြောကြမှာပေါ့ဟုတ်ပါတယ်နော်ဒါကျွန်တော်လည်းတင်ပေးချင်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒီအောက်တန်ဆာကောင်တွေရဲ့ဗီဒီယိုကတော့ဒါတချင်းချင်းမှာတက်တဲ့ယူထားရမယ်ဆိုတာကိုလည်းဒါကျွန်တော်မေ့ထားလို့မရပြန်ပါဘူးနော် အဲ့တော့ဘယ်လိုတွေခွေးစကားပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်အဲ့မှာကျွန်တော်ဒီအကြောင်းရဲ့အစာကိုကြည့်လိုက်ပါအပေါ်ကနေပြီးတော့အောက်ကိုကျလာတဲ့အစာတွေမဟုတ်ဘူးအစာတွေမဟုတ်ဘူးဒီအောက်အောက်ကနေပြီးတော့ထားတဲ့နေရာတွေအပေါ်ပြတ်တက်သွားတယ်ဒီပေါက်ကွဲသွားတဲ့အခြေအနေအဲ့လိုအခြေအနေဖြစ်တယ်ဗျာအဓိကတော့ကျွန်တော်တို့ဒီအကြမ်းဖက်တာကတိတ်ကိုယုံမှလုံးအားကြီးတယ်တနည်းအားဖြင့်အန်ယူဂျီအရန်ယုံမှလုံးအားကြီးတယ်ကိုယ့်ရဲ့နိုင်ငံရေးအာဏာတွေကျွန်တော်ကလေးငယ်တွေကိုကျွန်တော်ချချမကြွေးသင်ပေါ့ဗျာအဲ့လိုတွေခွေးစကားပြောတာနော်ဟုတ်ပြီးတော့တို့တို့စာတင်ကြရတယ်လာပြီးထားတယ်မအဲ့ဒီဒီဘဲရင်းမျိုးတယ်မှာ တို့အစိုးရရဲ့ပညာရေးရန်နေရာမရှိတော့ဘူးအဲ့ဒီမှာစာတင်ချောင်းနေပညာရေးကဏ္ဍတွေကရက်တန်နေရာကြာပြီဒီဘေးရေးဆိုတာကဟိုခင်ဗျားတို့လည်းသိမှာပါအကြံဖက်ပြီးရဲ့ဒီစိုးမိုးနေတဲ့နေမီလို့တောင်ပြောလို့ရတယ်အဲ့လိုနေမီမျိုးမှာဟိုကျမတို့အစိုးရဝန်ထမ်းတွေဆရာဆရာမတွေစာလာရောက်ပြီးတော့သင်ကြားနိုင်ခြင်းမရှိကျောင်းသားကျောင်းသူတွေလည်းစာသင်ကြားနိုင်ခြင်းမရှိတေးကြတာဒီတို့အညူကြီးကနေတော့ခေါ်ရဲဖွင့်လိုက်တဲ့အကြောင်းနေတာရှိချင်ရှိမယ်ဆိုတော့အဲ့ဒီခိုင်တွေတည်ဆုံးမှုကတက်မလို့နဲ့ဘာမှလည်းမဆိုင်ဘူး ငါတို့ခွေတက်ရဲ့အုတ်ချုပ်ရေးရန်တရားလေပတ်လို့မရတဲ့နေရာတိုင်းကဒါငါတို့ចောင်းသားចောင်းသူတွေမရှိတော့ဘူးပေါ့ဟုတ်လားဟမ်ဟိုကအယိုးရင်လေးခြားကျွေးတဲ့လာစာလေးနဲ့ထမင်းဝပြီးတော့ခွေစကားပြောနေတဲ့កောင်မငါတို့ခွေတက်ဘုံကျဲလို့တည်သွားခဲ့တာကိုငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတော့ခွေပါဇက်လောက်တော့တန်ဖိုးမရှိတဲ့ငါတို့ပါဇက်ပါအဲ့လိုစကားမျိုးထွက်ရတယ်နော်အဲ့တော့ခွေပြောခွေရုံအောက်တန်းစားရက်ကောက်အကောင်တွေကတသက်ကိုစီတာနော်ဒီမှလာကြည့်မင်းတို့အောက်တန်းစားတွေအဲ့ဒီဘုံကျဲခံရတဲ့နေရာကိုတွားပြီးရိုက်ပြထားတဲ့ဗီဒီယိုလေးနော်ဟောရီမာ းဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲอืมကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲလေးတန်းကြားနေတာမေလ12ရက်စကိုင်းတိုင်းဒေတာကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အော်ထိန်တွင်းကျေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစာသင်နေတဲ့ကလေးတွေထဲကအနည်းဆုံး10ယောက်တည်ဆုံး ဆရာဆရာမဥရလည်းနှစ်ယောက်သေဆုံးသွားတယ်ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျွန်မတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးအများကြီးပဲစာတင်နေမတက်မှာပို့ပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာအထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာ ေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲအကုန်လုံးတစားစီပဲ1 meter, R2 equal to S equal to 257.25 meter. အဲ့ဒီလိုတင်နေတော့မှပဲအပေါ်ကနေတော့ဘုံကြလာတယ်။စာတင်တဲ့ကျမတို့မှာဘာဖြစ်ရှိလဲ။ဟုတ်။ကြလာတယ်ဘုံစံ။ဘုံရနော်ညီမ။ ဖိုးဘက်မှာသွေးခွက်အပေါ်ကအမိုးကိုလေးကြည့်လိုက်ဘလုံးဆုပ်ပြတ်တတ်သွားဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုန်းပါစစ်ကောင်စီတပ်ကတိုက်ခိုက် ဒီနေရာမှာအစံကြလိုက်ဒီမှာမှန်လိုက်လေသွေးစီချောင်းတက်ရှောင်းနေဒီနောက်မှာကရင်ခရိုင်နဲ့ကလေးလေးရသွားနေဟောဒီမှာလေကြည့်ဦးအပေါဟိုဘက်အခန်းကဖြည့်စီဆုံးဆုံးနေပို့ပြီးတော့ညာပလာစာဥကလေးတွေပုံနှိပ်စာဥလေးတွေတတ္တမလည်းအတင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလေကွန်ပါဘူး ဒီမှာပါဒီမှာကစူးခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းပါဒီခန်းလေးဒီမှာနောက်တခန်းကိုကူးသွားကြည့်ဒီမှာလဲသွေးခွက်ပါ ထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလဲအကုန်ပွင့်ထွက်ပါ ုမောင်ရစေဘို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ကမကြံခဲ့ကြောင်းလာနေရပထူတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိတာအရင်တိုင်းလိုပဲဖြစ်လာပါအော်ကျောင်းဆက်လာလို့တင်ပါတယ်။အော်တားလို့တန်းနေရရောတည်သွားတဲ့လူရှိလား။ရှိတာတရား။ရှိတယ်။ဘယ်နားမှာထိုင်တာတော့ तू ကရှေ့တန်းခုံမှာထိုင်။ရှေ့တန်းခုံမှာထိုင်တာမင်းကလေးလာယောက်ျားလေးလား။ယောက်ျားလေးတည်သွားတာအော်။ ။ तू อ่ะရှေ့ဆုံးมาထိုင်တာပေါ့เนาะ။တေသွားတယ်သားတို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲ။ဆက်ခုလောက်တော့ရှိ။ဆက်ခုလောက်တော့ရှိ။မနမ်းမရဘယ်လိုခေါ်ရလဲ။မနမ်းရညလုံးမောင်။ညလုံးမောင်။ဟုတ်တယ်เนาะအန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်။ခုဒီမှာဒါအပေါ်ကမိုးထားတယ်။ထလက်မိုးကအောက်ကိုပြကြတာပါ။ခုဒီနားလေးမှာဒါညလုံးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေ။ဟောဒီမှာသွေးတွေပါဒီအောက်က ဒီနေနဲ့အရှိမဒီမှာ အတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကြတာပါလက်လက်ကြီးအစကစင်ပြီးတော့မှဒီကိုကြတာပါတစ်စကောင်စီပြစ်လိုက်တဲ့ဘုံကနေမှခေါ်ဒီမှာအเจ้าကတရားကွယ်လွန်သွားတာပါ great nine အတန်းကပါကွယ်လွန်သွားတာမောင်မြတ်နိုးမောင်ခေါ်ဒီနေရာမှာထိုင်နေကလေးလေးပါရှင့်အဲ့တော့နော်ဒီလောက်ဒီတက်တဲ့နေတကွာ အကုန်လုံးမြင်ရတွေ့ရကြားနေရတာမှာเนาะတည်င်းလေးဖာကြပြီးတော့အခုလို့ပြောရဲဆိုတော့မင်းတို့ပြောတဲ့စကားမင်းတို့သိချမှတ်တာเนาะအလှဲကြရင်တော့မင်းတို့မနှဲ့စတဲ့ပေါ့အဲ့တော့နောက်ထပ်တာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ကလည်းဒီတက်ဖွဲ့တွေထဲမှာကိုအသီးစိတ်တဲ့နဲ့ကိုဝင်လာတာမှာဟုတ်ပဲနဲ့ စစ်တုပ်ပန်းအနေနဲ့ဖမ်းဆီးရမိတဲ့ကောင်တွေဆိုရင်တော့ဒီကောင်တွေကိုဆန်အကုန်ခံပြီးကြွေးထားမယ်မြေကြီးအလေးခံပြီးတော့ထိမ့်သိမ်းထားအောင်မယ်ဆိုရင်တော့ကျွန်တော်စိတ်မှာတည်ခဲတဲ့ကျွန်တော်ကလေးတငယ်တွေကျွန်တော်ပြည်သူတွေကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့ငိုတံကိုပြန်ပြီးတော့စာနာကြည့်ကြပါလို့ပဲဒါကျွန်တော်တို့ပြောချင်းပါတယ်နော်ဘာမှဂျီနီဘာကွန်မန်းစင်းနေပါလေကျွန်တော်တို့နားမလည်နိုင်တော့ဂယုလည်းမဆိုင်နိုင်တော့နော်အမြင်မတူတာတစ်ခုတည်းနဲ့ပဲရန်သူတို့တတ်မှတ်နေတယ်မင်းတို့ဟိုဘတ်အောက်တန်းစာရကောက်ကောင်းနေနဲ့နော်မင်းတို့ခွေးတက်တွေကကောင်းနေ မင်းတို့ကိုယ်တိုင်လည်းထမင်းဝအောင်စားတာမင်းတို့ရဲ့မိသားစုဝင်တွေကိုလည်းပြောလိုက်နော်အချိန်စီတုံးလေးထမင်းကိုဝအောင်စားရကြပါလို့ပဲတန်ခါတို့အနေနဲ့ပြောချင်ပါတယ်ငါတို့မှာတော့မင်းတို့ဖမ်းမိလိုက်ရင်လည်းနော်စေတနာလေးထားပြီးတော့မေတ္တာလေးထားပြီးတော့လူလူနားလည်လာအောင်လို့ငါတို့တုံတင်ဆုံးမပြီးတော့နော်ပြုစုစောက်စောက်ထားပြီးတဲ့အဲ့ဒီကျေးဇူးတွေကိုမှမင်းတို့မထောက်နော်ငါတို့တော်လိုင်းတက်ဖွဲ့တွေကိုဘုံကျင်းငါတို့မပြောပါဘူးအခုကအပြစ်မရှိတဲ့ပြည်သူတွေနဲ့ဒီចောင်းသားចောင်းသူတွေကိုမင်းတို့ဘုံကျဲရအောင်မင်းတို့သူတို့ကဘာလုပ်နိုင်မှာမို့လို့လဲပြောပါဦးဟမ် အဲ့တော့ကိုယ်အလှည့်ကြရင်တော့မနှုတ်စတန်ပေါ့နော်